ခမားကရုတ်ရှင်ပိတ်ကားပေါ်မှာသာပြိသက်တွေနဲ့တွေ့နေရပေမဲ့လူရောတိုးရမှာကိုအင်မတန်ဝင်လေးတဲ့လူမိတ်ဆွေတငယ်ချင်းတွေအိမ်ကိုလဲထားတော့မှညမှလဲတယ်ညမင်းသားညလူကိုဝင်းကြီးခုကျွန်တော်ရေးလိုက်တာတွေကခမားဘဝရဲ့နောက်ဆုံးစာမျက်နှာပဲရှိသေးတယ်ခမားရဲ့စာရေးဆရာဘဝရုတ်ရှင်မင်းသားဘဝဒါရိုက်တာဘဝအစိုးရဘဝကစာမျက်နှာတွေကိုကျွန်တော်မရေးရသေးဘူး နောက်များမှရေးမယ်လို့စိတ်ကူးထားတယ်ကျွန်တော်နဲ့တည်တည်အမှုပညာအယူအဆတွေမှာခင်ဗျားနဲ့ကျွန်တော်တူတာတွေလည်းရှိမတူတာတွေလည်းရှိတယ်နောက်များမှရှေ့ရှေ့ရေးတော့မယ်ဒါတွေကိုခင်ဗျားတို့တော့ပြောပြပါပြီခင်ဗျားနဲ့ညှင်းခုန်ခဲ့ပြပါပြီခင်ဗျားသိပြီးသားပါခင်ဗျားနဲ့သဘောတူတည်ဖြစ်စေမတူတည်ဖြစ်စေညှင်းလို့မရတဲ့အချက်တခုတော့ရှိတယ်အဲ့ဒါကတော့ခင်ဗျားဟာရုပ်ရှင်အမှုပညာမှာခက်တခက်ကိုထူထောင်ခဲ့တယ်ဆိုတဲ့အချက်ပဲအဓိကကြားတဲ့အခန်းကဏ္ဍကပါခဲ့တယ်ဆိုတဲ့အချက်ပဲ ဒီခန်းကဏ္ဍဘလောက်ကြီးတယ်ဆိုတာခမည်းမရှိတော့မှပို့လို့ထင်ရှားလာတယ်။ခမည်းနေသွားတဲ့နေရာမှာကြီးမားတဲ့ကွက်လက်ကြီးကိုတွေ့လိုက်တဲ့အခါကျတော့မှခမည်းရဲ့ခန်းကဏ္ဍဟာဘလောက်ကြီးတယ်ဆိုတာပို့လို့သဘောပေါက်လာတယ်။ခမည်းအတုဘကိုပို့ဖို့လာတော့လမ်းမှာဘိမုံရောက်နေတဲ့မိမကြီးတယောက်ကဒီလိုမင်းသားမျိုးကတော့တော်တော်နဲ့အစားထိုးဖို့မလွယ်တော့ပါဘူးလို့ပြောတဲ့ကိုကြားခဲ့ရတယ်။ဒါဟာကျွန်တော်ထင်မြင်ချက်မဟုတ်ဘူးပြည်သက်ထင်မြင်ချက်ဟုတ်တယ်။ဒါဟာပြည်သက်ထင်မြင်ချက် ခရိယာမှာမွေးဖွားခြင်းရယ်၊ကွယ်လွန်ခြင်းရယ်၊ရှင်ပြန်ထမြောက်ခြင်းရယ်ရှိတယ်မဟုတ်လား။ခမည်းကွယ်လွန်သွားပေမဲ့ခမည်းမရှိတော့ပေမဲ့ခမည်းရဲ့အမှုပညာကတော့ရှင်ပြန်ထမြောက်နေဦးမှာပါပဲ။ဒရစ်ပိုက်ကြီးလက်မောင်းမှာတန်လန်းစိုက်ထားရက်ကတော့ခီးထွက်မယ်ဗျ။ဓာတ်စီစုထားတယ်လို့တဖွားဖွားပြောတဲ့ခမည်းဟာခုတော့ကျွန်တော်တို့ကိုတော့မခေါ်တော့ပဲဝေးလံတဲ့ခီးရှိကြီးတခုကိုကောက်ကငင်ကထွက်သွားပြီလေ။ဟုတ်တယ်ကိုဝင်းကျွန်တော်စိတ်ထဲမှာတော့ခမည်း ခီးရှိကြီးတခုကိုထွက်သွားတာလို့ပဲထင်နေတယ်ကိုဝင်းဦးတယောက်ငင်းချမ်းကျင်းမှာနားနေပါသေးတော့ပေဘူးလားမကဲ